ကျွန်မကဒီနေ့မှာတော့မေခွန်းလေးတစ်ခုရထားတယ်။ဒါကဘာလဲဆိုတဲ့အခါကျတော့သူကစိတ်ကြယောဂဖြစ်နေတယ်။အဲ့တော့ကျွန်တော်လို့လဲစိတ်ကြယောဂအတွက်ကို antidepressant လို့ခေါ်တဲ့ဆေးတွေတောက်နေရတယ်ပေါ့။အဲ့တော့ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့မှသူသိချင်တဲ့အရာကဆေးတွေကဆွဲတက်လားဗာဆိုးကျိုးတွေရှိနိုင်မလဲပေါ့နော်။ဒါနဲ့ပတ်သက်ပြီးသူသိချင်တယ်ပေါ့။အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်မကစိတ်ကြယောဂဆေးတွေကဆွဲတက်လားနဲ့ပြီးဒီစိတ်ကြယောဂဆေးတွေကိုကိုယ်သဘောနဲ့ကိုယ် ရက်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်တတ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်မကတော့စိတ်ချမိုင်းရင်းနဲ့ပတ်သက်ပြီးတဲ့အခါကျမှအသိပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းပြမင်းဖြစ်ပါတယ်။စိတ်ချယောဂါနဲ့ပတ်သက်တဲ့စီးတွေကိုကိုယ်တော်နဲ့ကိုရက်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတ်တယ်လဲဆိုတဲ့ဟာကိုကျွန်မ short video နဲ့တော့ပြောပြဘူးတယ်ပေါ့နော်။ဒါပေမဲ့လည်းအခုထပ်ပြီးတော့မှမေးလာတဲ့မိခွန်းလေးရှိတဲ့အတွက်ကြောင့်မို့လို့တေချာလေးရှင်းပြသွားပေးပါမယ်။ ဆိတ်ကြယောဂာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုလက္ခဏာမျိုးတွေရှိတယ်ဘယ်လိုမျိုးကုသလို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုတော့ကျွန်မအရှေ့ကဗီဒီယိုမှာပြပြပေးသွားတာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုမှာတော့အဓိကရှင်းပြပေးသွားမှာကဆိတ်ကြယောဂာလည်းဖြစ်နေပြီးစိတ်ပျက်ကုသတာလည်းခံယူနေရပြီဆိုလို့ရှိရင်ကျွန်မတို့ဘာတွေဆောင်ရင်ရှောင်ရင်လုပ်တင်လဲဆိုတဲ့အကြောင်းအရာကိုအဓိကရှင်းပြသွားမှာဖြစ်ပါတယ်အရှေ့ဗီဒီယိုနည်းနည်းလေး recap ပြန်လုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဆိတ်ကြယောဂာဖြစ်နေပြီဆိုလို့ရှိရင်ကျွန်မတို့ကသူကအဆင့်ဆင့်ရှိတယ်ပေါ့နော်ဘယ်လို level မှာရှိနေတာလဲသူကမပြင်းထန်တဲ့အဆင့်လားအလေအလတ်လားပြင်းထန်အဆင့်လားဆိုတော့ကျွန်မတို့၃ဆင့်ခွဲတယ်ပေါ့ မပြင်းထန်မှုဆိုလို့ရှိရင်တော့ကျမတို့ခုနကလိုမျိုးပူထုံးနေသွားတယ်ပြင်းထန်တယ်အလဲအလတ်ဆိုလို့ရှိရင်တော့ဆေးပိကူတာတာတွေကျမတို့ပြုလုပ်ရတယ်ပေါ့ဟုတ်ပြီဒီညမှာအရေးကြီးတာကဆေးပိကူတာခြင်းပေါ့အဲ့ဆေးပိကူတာတဲ့ညမှာလည်းဆေးအမျိုးအစားတွေကတော့ဆေးကြယောဂါနဲ့ပတ်သက်လို့ရှိရင်အမျိုးမျိုးရှိတယ်အဲ့တော့ကျမတို့ဆေးပိကူတာတာစပြီဆိုလို့ရှိရင်တော့ဒီဆေးကြယောဂါကို single episode လို့ခေါ်တယ်ပထမအဦးဆုံးခံစားမှုတွေလို့ဆိုလို့ရှိရင်တော့ကျမတို့တွေကဆေးတောက်မယ်ဆိုလို့ရှိရင်ယောဂါလက္ခဏာသက်သာပြီး6လနေပြီးတော့6လတောက်လျှောက်တောက်ဖို့လိုအပ်တယ်ပေါ့နော်ဒီ time period တစ်ခုပေါ့ ဒါပေမဲ့ဒီလူနာကခဏခဏဖြစ်ဖူးတယ်ပေါ့စိတ်ကြရတာလည်းခဏခဏဖြစ်တယ်သူဖြစ်တဲ့စိတ်ကြရောဂါကလည်းအရင်ပြင်းထန်တယ်ဆိုလို့ရှိရင်တော့ကျမတို့တွေကဆေးတောက်ရတဲ့အချိန်ပမာဏသည်ရှည်သွားမယ်ပို့ပြီးတော့မှအဲ့တော့ပြောချင်တာကပုံမှန်ဆိုလို့ရှိရင်ရောဂါလက္ခဏာတက်တာပြီး6လ9လဆိုပေမဲ့လည်းဒီဒုတိယတစ်ခေါက်ထပ်ဖြစ်တာမျိုးတွေပို့ပြီးတော့မှဆိုးတဲ့လက္ခဏာတွေနဲ့ပြတာမျိုးဆိုလို့ရှိရင်တော့ရောဂါလက္ခဏာတက်တာပြီးနှစ်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 နဲ့အထက်တောက်ရတာမျိုးတွေရှိနိုင်တယ်ပို့ အဲ့ဒီနေရာမှာကျမတို့ကဘာလဲဆိုတော့ဒီစီးတွေကိုကာလရှည်တောက်လာပြီဆိုတဲ့အခါကျတော့ကျမတို့လူနာတွေမှာသူရင်စိတ်ကဘာလဲဆိုတော့ဒီစီးတွေကဆွဲသွားရင်ဘယ်လိုလုပ်မှာလဲဒီစီးတွေကိုမတောက်ရမနေနိုင်ဖြစ်ဘယ်လိုလုပ်မှာလဲဆိုတော့ concern နေပေါ့နော်စိတ်ပူးမှုတွေကကျမတို့ကြားရတယ်ပေါ့အမြင်နဲ့ကျမတို့မေးတယ်ပေါ့အဲ့ဒီဖြစ်ကိုကျမပြန်ဖြေရမယ်ဆိုလို့ရှိရင်တော့စိတ်ကြယောဂါစီးတွေဒီဆွဲတာလုံးဝမရှိပါစီးဆွဲတဲ့နေရာမှာကျမတို့ကဘယ်လိုမျိုးတတ်မှတ်လဲဆိုတော့အချိန်တန်တာနဲ့ဒီစီးကိုတောက်ချင်တာ ဒီဆေးကိုမတောက်ရင်မနေနိုင်တာအစိတ်ထဲမှာဒီဆေးပဲတစ်ချိန်လုံးတောက်ချင်နေတာမျိုးကျွန်တော်တို့ဆွဲတယ်လို့ခေါ်တာပေါ့နော်ဒီလိုမျိုးတော့မရှိဘူးဒါပေမဲ့လည်းကျွန်တော်တို့တွေကကိုယ်သဘောနဲ့ကိုတော့အဆင်ပြေပြီဆိုပြီးတဲ့အခါကျမှဆေးကိုရက်လို့တော့မရဘူးဘာကြောင့်မလို့လဲဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအရှိတောက်ခဲရတဲ့လူတွေမှာဆိုလို့ရှိရင်ရုပ်တရက်ကိုယ်သဘောနဲ့ကိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဆေးပြတ်တဲ့လက္ခဏာလေးတွေတော့ပေါ်လာတတ်တယ် ဲ့တော့ဒါကိုကျွန်တော်တို့ discontinuation symptom လို့ခေါ်တယ်။ဆေးကလည်းမဆွဲဘူးလို့ပြောရတယ်။ဒါပေမဲ့ကိုယ်သဘောနဲ့ကိုယ်ဆေးရလိုက်ပြီဆိုလို့ရှိရင်ကျတော့လေဒီလက္ခဏာတွေပြန်ပေါ်လာတယ်ပေါ့နော်။အဲ့တော့ဇဝေဇဝါဖြစ်သွားနိုင်တယ်ပေါ့လူတွေမှာ။အဲ့ဒါလေးတစ်ခုကျွန်မရှင်းပြချင်တာကခုနကကျွန်မပြောပြသလိုပဲ။ဆေးဆွဲတယ်ဆိုတာကကျတော့ဒီဆေးကိုမတောက်အောင်မနေနိုင်တာ။ဒီဆေးကိုတောက်ချင်တယ်ဒီဆေးကိုတန်းတာနေတာမျိုး ဒီလိုမျိုးကိုဆိုလိုတာပေါ့နော်အဲ့တော့ဒီရဲ့စိတ်ချရောဂါမှာပေးတဲ့ဆေးတွေကဒီဆေးကိုအရန်တောက်ချင်လာပြီဒီဆေးမတောက်အောင်မနေနိုင်ဘူးဆိုတာမျိုးတော့မရှိဘူးခန္ဓာကိုယ်ကကြတော့ဒီဆေးနဲ့ကျမတို့ကဟိုကာလာရှည်တစ်ခုထိကိုပေါ့နော်အမြဲတမ်းထိတွေ့လာတဲ့အတွက်ကြောင့်မို့လို့ကိုယ့်သဘောနဲ့ကိုယ်ရုပ်တရက်ရက်လိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်တော့ဒီဆေးမရှိလို့ရှိရင်ဒီဆေးပြတဲ့လက္ခဏာလေးတွေပေါ်လာတတ်တယ်ပေါ့ အဲ့တော့ဆေးဖြစ်တဲ့လက္ခဏာတွေမှာဆိုလို့ရှိရင်ဘာတွေပါတက်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကျတော့ဒီကြွက်သားတွေညောင်းညာတာမျိုးတွေကြွက်သားတွေနာကျင်တာမျိုးတွေဖြစ်တာမျိုးပြီးတော့နေမကောင်းခြင်းတို့လို့ပေါ့နော်အာမရှိဘူးနုံနေတာမျိုးတို့ချွေးကြီးတွေပြန်နေအဲ့တခါကျလို့ရှိရင်လည်းအိမ်မရတော့ဘူးအိမ်မဆိုးတွေမတ်တာမျိုးပေါ့နော်ပြီးတချို့ကျတော့လည်းဘလို့ဖြစ်လဲဆိုတဲ့အခါကျတော့ဟိုခေါင်းတွေမူးတယ်ပေါ့ခေါင်းတွေမူးတယ်ခေါင်းတွေချက်ချက်လေးအောင်မူးနေတာမျိုးတို့အာရုံစိုက်မရတာမျိုးတွေတို့ဒါမျိုးတွေလည်းဖြစ်တတ်တယ် တခါတလေမှာဘာတွေပါ complaint ရှိတယ်လဲဆိုလို့ရှိရင်ကျမတို့ခြေပြားလက်ပြားတွေထုံလာကျင်တာတွေဖြစ်တယ်ပေါ့နော်ထုံကျင်နေဓာတ်လိုက်သလိုခံစားချက်မျိုးတွေဖြစ်တယ်ဆိုတာမျိုးတွေလည်းပြောကြတယ်ပေါ့အဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြတော့စိတ်တိုးလွယ်တယ်ပြီးလို့ရှိရင်စိတ်ကတခုခုအတက်အကျအရန်လွယ်နေတာမျိုးပေါ့နော်ဒီနောက်တစ်ခုကကျတော့စိတ်ကြတာမျိုးတို့ဝိုင်းနေလွယ်တာမျိုးတို့ဒါမျိုးလေးတွေကျွန်တော်ပြန်ပြီးတဲ့ခါကျွန်တော်ဖြစ်လာတတ်တယ် ဲ့တော့ဖြစ်လာတဲ့ခါကျလို့ရှိရင်လူနာတွေအနေနဲ့ကြာထင်တာကတော့ငါယောဂာများပြန်ဖြစ်တာလားဆိုပြီးတော့ခါကျမှထင်သွားတတ်တယ်ပေါ့နော်ဒီစိတ်ချယောဂာများပြန်ဖြစ်နေပြီလားပေါ့ဘာဖြစ်လို့ဆိုတော့ခုနကကျမပြောသွားတဲ့လက္ခဏာတွေကစိတ်ချယောဂာမှာလည်းဖြစ်တတ်တဲ့လက္ခဏာတွေနဲ့ဆင်တူနေတာဘူးဒါပေမဲ့ကျမတို့တွေကဒီဟာကိုဘယ်လိုခွဲခြားလို့ရမလဲဆိုလို့ရှိရင်ကျမတို့ဒီဆေးပြက်လို့ဖြစ်လာတဲ့လက္ခဏာတွေဆိုလို့ရှိရင်တော့ဆေးကိုပြန်ပြီးတော့မှတောက်တယ်ဆိုလို့ရှိရင်ဒီလက္ခဏာတွေကချက်ချင်းတက်တာသွားတယ် ဒီစိတ်ကြတဲ့ဝေဒနာမှာစိတ်ကြယောဂါမှာဆိုလို့ရှိရင်ကြအဲ့လိုချက်ချင်းတက်တာမျိုးမရှိဘူးပေါ့နော်ဒါလေးကတော့ကွာသွားတယ်ပေါ့အဲ့တော့ကြောင့်မို့လို့အတန်တန်မှကျင်တာကတော့စိတ်ကြစည်းတွေကိုတောက်ခဲရတယ်ပြီးတော့တောက်တဲ့ကာလအပြင်ကလည်း6လနဲ့အထက်တောက်ခဲရတာမျိုးဆိုလို့ရှိရင်တော့ကိုယ့်သဘောနဲ့ကိုယ်လုံးဝလုံးဝရက်လို့တော့မရဘူးပေါ့နော်နောက်တစ်ခုထပ်ပြီးတဲ့အခါကျတော့မှစဉ်းစားကြည့်ရမှာကျတော့ဘလို့လူတွေမှာပို့ပြီးတဲ့အခါကျမှတို့မျိုးစိတ်ပြက်တဲ့လက္ခဏာတွေဖြစ်နိုင်တယ်ပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်မအရှိမပြောထားသလိုပဲ ကိုဆေးတောက်ခဲ့ရတဲ့ကာလဘယ်လောက်ကြာကြာတောက်ခဲ့ရလဲပြီးတော့ကိုတောက်ရတဲ့ဆေးပမာဏကပေါ့ဘယ်လောက်တောက်ခဲ့ရလဲဥပမာဖြစ်တချို့ကြတော့လဲအ ਨੇ ဆုံး minimum effective dose လို့ခေါ်တဲ့အ ਨੇ ဆုံးဟိုပမာဏလေးပဲတောက်ပြီးတော့မှထိန်းလာခဲ့တာမျိုးရှိတယ်ပေါ့ဘယ်လိုကြလဲမဟုတ်ဘူးယောဂအချင်းညီဆိုးွားတဲ့အတွက်ကြောင့်မို့လို့ဆေးတွေကိုပမာဏများများနဲ့တောက်ခဲ့ရတဲ့လူတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီပေါ်မှာမူတည်ပြီးတဲ့ခါကြတော့မှလည်းကျမတို့ဒီဆေးပြက်လို့ရှိရင်ဒီလိုလက္ခဏာတွေပေါ်ခြင်းမပေါ်ခြင်းဆိုတာလည်းဖြစ်လာတာမျိုးရှိတယ် ီးတော့နောက်တစ်ခုကကျတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့ကခန္ဓာကိုယ်မှာရှိနေတဲ့ဖွဲ့စည်းပုံခြင်းနဲ့မတူဘူးဒီဆေးတွေကိုခြေဖြစ်နိုင်စွာနေရလဲမတူဘူးပေါ့နော်ဒီပုံမှာမူတည်ပြတဲ့ခါကျမှလည်းဒီဆေးပြတ်တဲ့လက္ခဏာတွေဖြစ်လာခြင်းဖြစ်လာခြင်းဆိုတာလည်းကွာခြားသွားတာဖြစ်တယ်ပေါ့အကျဉ်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့ paroxetine တို့ velafacine တို့မျိုးဆေးမျိုးတွေဆိုလို့ရှိရင်ကြတော့ပို့ပြီးတော့မှဆေးပြတ်တဲ့လက္ခဏာကလွဲ့တယ်ပေါ့။ဒါဆိုသူကခန္ဓာကိုယ်ထဲမှာနာရီပိုင်းကြီးပဲနေတာမို့လို့ ဟို vlog setting လိုမျိုးစီးမျိုးတွေလာကြခဏကိုယ်ထဲမှာရမ်းနေချီပြီးတော့မှနေတာမျိုးရှိတယ်ပေါ့နော်အနည်းဆုံးတော့၂ရက်၃ရက်လောက်တော့ခဏကိုယ်ထဲမှာစိတ်မတော့ပြင်မဲ့လေဒီစိတ်ရဲ့ effect ကရှိနေသေးတယ်ဆိုတော့အဲ့တော့ကျမတို့တွေကိုတောက်တဲ့စီးမျိုးစားပုံမှာလည်းမူတည်တယ်ပေါ့နော်ဘလို့စီးမျိုးစားတောက်တာလဲဒီစီးမျိုးစားပုံမှာမူတည်ပြီးတဲ့အခါကျမှစိတ်ပြတဲ့လက္ခဏာတွေပြင်းထန်မှုလုံးတွေကလည်းပွားခြားသွားတာမျိုးတွေရှိပါတယ် တော့ဒီနေ့မှာကျွန်မပြောပြချင်တာပါလဲဆိုတော့ဆေးတိုင်းမှာ side effect ရှိတယ်။ဥပမာကျွန်တော်နေမကောင်းဖြစ်ရင်တောက်ရတယ် paracetamol တာမှာ side effect ရှိတယ်ပေါ့နော်။ကျွန်တော်တွေကဒီ side effect တွေကိုကြောက်တယ်ဒီရဲ့ symptoms တွေကိုကြောက်လို့ဆေးမတောက်ဘူးဆိုလို့ရှိရင်ကြတော့ဒီထက်ပိုဆိုးတဲ့အခြေအနေတွေဖြစ်သွားနိုင်တယ်။လိုအပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆေးပိကူတာအချင်းကိုခံယူရတာဖြစ်တယ်ပေါ့ဒီနေ့ကျွန်မပေးချင်တဲ့ message ကကြတော့ဒီဆေးတွေကိုကြောက်သွားစေဖို့အတွက်ကို message ပေးတာမဟုတ်ပါဘူးဒီဆေးတွေကလိုအပ်တဲ့အတွက်ကြောင့်မလို့လည်းပေးရတာဖြစ်တယ်ပေါ့နော် အဲ့တော့ကြောင့်မို့လို့အခြားစနစ်တကျကုသမှုခံယူမယ်ဆိုရင်တော့ခုနကကျွန်မပြောသွားတဲ့လက္ခဏာတွေကဘာမှမခံစားရဘဲနဲ့ကိုရက်လို့ရတာမျိုးတွေရှိတယ်။ဒီက highlight လုပ်ချင်တာကဘာလဲဆိုတဲ့အခါကျတော့ဒီစိတ်ကြစည်းတွေကိုကာလရှည်တောက်ခဲ့ရတယ်ဆိုလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုမရက်ပဲနဲ့ကျွမ်းကျင်နေစိတ်ကြမ်းမာရေးဆရာဝန်တွေနဲ့တိတ်ချလေးကုသပြီးတော့မှရက်ဖို့တော့ကိုကျွန်မအကြံပေးချင်တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ထပ်စိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာတွေများရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပြီးလို့ရပါတယ်ရှင်။